ကဲကြည့်ရကျမတို့ verb to now ပြောင်းလဲမှုတွေလုပ်နေတာ work from အတွက်အဓိကထားလုပ်နေတာအခုကဗာလေးပေါင်းပါလေဟိ AR လေးပေါင်းမယ်နော်အဲ့ဒါဒီ suffix ဖြစ်တယ်နော်အဲ့တော့အနောက်ကနေစကလုံးတစ်လုံးပေါင်းလိုက်ရင်အဲ့ဒီ verb ဒီဘာဖြစ်သွားမှာလဲ noun ပုံစံဖြစ်သွားမှာဟုတ်လားနံပါတ်1ဖက် AI VE arrive ဘာနေနဲ့ဆိုရင်ရောက်ရှိသည်ဒါဆိုရင်ဆက်ရောက်ခြင်းသူ့ကိုဘယ်လိုတော့ AI VE L အဲ့ဒီလေအေးဟိုဖြောပါပါ AL ပါတွေ့တိုင်း AL 6ပေါင်းနေလို့မရအောင်เนาะနားလေလဲနားလေအောင်မ EAL လို့မရှိဘူးเนาะနောက်တစ်ခုနံပါတ်2 deny D E N Y the night ဆိုခိုင်းနေရဒီအကြောင်းရှိရနော်အဲ့စလုံးပေါင်းလေးကိုမှတ်မိနေမှကျွန်မတို့ဒီအင်္ဂလိပ်လိုကိုပြန်ကြက်တဲ့အချိန်ကြလို့ရှိရင်လွယ်ကူသွားမှာအဲ့တော့ the night yes yes and the မလို့ဘူးလို့ညင်းတာဒါဆိုရင်ညင်းဆိုချက်ဘယ်လိုပြောမလဲ D E N Y the night ဝိုင်းကိုဖြုတ် I A L ပေါင်းပြရဟုတ်ပြီနော် deny deny that's what i am yes why are you why oh ထုတ်ပြီးတော့ i a l ပေါင်းပေးရမှာနော်နောက်တစ်ခုနံပါတ်3ဖယောက် propose letter queen down the ဒါဆိုရင်ကောင်မလေးရဲ့ letter queen down တယ်ဆိုရင်ကျမတို့ propose i propose her ငါ့သူမကို letter queen down တယ်ဟုတ်လားသူကငါ့ letter queen ကိုလက်ခံလိုက်တယ် ဒါဆိုလို့ရှိရင်ငါလက်ထက်ခွင့်ဆိုတာမျိုးဖြစ်သွားပြီ။ဒါဆိုရင် propose ကိုကျမတို့လက်ထက်ခွင့်တောင်းချင်းဆိုတာလေ နောင်လေးပြောင်းညင်ဘလို့ပြောင်း PRO PRO အဲ့ဒါ proposal ဖြစ်သွားမယ်။ဟုတ်နော်တခါလေကျရင် proposal ဆိုတာအစိုးတင်သွင်းတာလည်းရှိတယ်အဲ့တော့စကလုံးတစ်လုံးကိုအတိတ်ပဲဒီဒါပဲလို့တီးတက်ကြက်လို့မရဘူး ဒီစနေရမှာထားသုံးတယ်ဒါတစ်ခါလေကြလို့ရှိရင်မန်နေဂျာကြီးကိုကိုကနေပြီးတော့အဲစာရေးတင်တယ်ဒါဆိုလို့ရှိရင်ကိုရဲ့အဆိုပြုချက်ကိုလက်ခံလိုက်တယ်ဆိုလို့ရှိရင် he accept my proposal ဒီနေရာမှာ proposal ဆိုတာဒီလက်ထပ်ခွင့်တောင်းလာတာမန်နေဂျာကို no မဟုတ်ဘူး ီနေရာမှာကိုယ့်ရဲ့အဆိုပြုချက်ကိုလက်ခံဖို့အတွက်မန်နေဂျာကြီးကနေခွင့်ပြုချက်တောင်းတာเนาะအဲ့တော့စလုံးတစ်လုံးမှာအတိတ်ပဲများစွာရှိပါတယ်เนาะနမလေး DIY try ဒီကိုဘာမင်းနဲ့စူးစမ်းသည်ဒါဆိုရင်စမ်းကြည့်ချင်း D R I A L try မန်နေ why ho phyo i am ba trial ဆိုတာဒီဒီနေရာမှာစမ်းကြည့်တာကိုပြောတာအဲ့တော့စမ်းကြည့်ခြင်းလည်းပြောလို့ရတယ်တခါလေကြာလို့ရှိရင်ကျွန်တော်တို့ဟိုဟာလေအာနင်တို့ဘယ်လိုပြောမလဲဆိုလို့ရှိရင်တရားခံတို့ဟိုဟာတို့ဆိုတရားယုံပါလေတရားယုံပါလေအာအကျဉ်းကြတဲ့လူတို့မဟုတ်တရားယုံမှာဟိုပြစ်ခံကြတဲ့လူကို တရားခွင်ဝင်တယ်လို့ပြောရင်အဲ့တရားခွင်ကိုလည်းကျွန်မတို့ဒီ try ရလို့ပြောတယ်ဒီအဲပြစ်ဒဏ်ရှိမရှိကျွန်မတို့စစ်ဆေးတာပေါ့နော်အဲ့လိုပြစ်ဒဏ်ရှိမရှိစစ်ဆေးရအောင်တရားသူကြီးကနေမှတစင်အာမိကုန်နေမေးတယ်အောက်ကနေပြီးတော့ဟိုရှင့်နေတွေကနေပြီးတော့ပြန်ပြီးတော့ပြောဆိုတယ်ဒါမျိုးဆိုရင်ကျမတို့ဒီဒါမျိုးလုပ်တဲ့နေရာကိုဘယ်လိုခေါ်လဲ trial လို့လည်းခေါ်တယ်เนาะတရားခွင်လို့လည်းပြောတယ်အဲ့တော့စကလုံးတစ်လုံးကိုအတိတ်ပဲများစွာရှိတယ်ဒီနေရာမှာဆရာမကတော့စမ်းကြည့်ခြင်းလို့ပဲပြောတာတယ်เนาะ Exam 1ဖတ်ရအောင် she, she accepted his plan ဒါဆိုရင် to e ဆိုတာဒီပိုင်ဆိုင်မှုကိုပြောတာမဟုတ်ဘူးလားအဲ့တော့ his to her တို့ရဲ့နောက်မှာဗာလိုက်ပေးရလဲ now မှတ်ထားမယ်နော်ဒါဆိုရင် propose ဆိုရင်သူ့ကိုနောင်ပြောင်းတော့ p r o s e l တခြားစီ p r o p o s p r o p o s a l proposal ဒါဆိုရင် she accepted his proposal သူမကငါရဲ့လက်ထပ်ခွင့်ကိုလက်လက်ခံလိုက်တယ်ဆိုရင်ဘယ်လိုပြောမလဲ she accepted my proposal အဲ့ကြောင့်ကိုကလက်ထပ်ခွင့်တောင်းတဲ့ကောင်လေးဖြစ်သွားပြီပေါ့နော်ကောင်မလေးကောင်မလေးရဲ့လက်ထပ်ခွင့်မတောင်းပါဘူးနော်ချိလားချီဟဲ့လားဟဲ့လား I don't know that's family နံပါတ်2 we are waiting for her plan အဲ့တော့သူကနိုင်ငံခြားကိုသွားတယ်သူမို့မိမေကနိုင်ငံခြားကိုသွားတယ်နိုင်ငံခြားသွားပြီးနိုင်ငံခြားနေပြန်လာတယ်ဒါဆိုရင်ကိုကလေးစိတ်မှာမလုပ်ရပြီးစောင်းရပြီးဒါဆိုရင်ကိုကလေးစိတ်မှာစောင်းနေတာသူ့ရဲ့ရောက်တဲ့ချိန်ကိုစောင်းနေတာဒါဆိုရင်ဘယ်လိုပြောမလဲ we are waiting for her arrival a r r i v a l arrival ဘယ်ပေါ့မလား yeah